နိုင်ငံရဲ့အနာဂတ်လူငယ်လေးတွေတေတွင်းတွေကိုပို့ဖို့အတွက်ရိုးရိုးမှမှ2025မှာပို့ပြီးပြန်စီတာပြည်သူတွေကနေစဉ်အာမိုးလင်းတာနဲ့ငါဒီနေ့ဘယ်လိုစားရမလဲဘယ်လိုအိပ်ရမလဲဘယ်လိုသွားလာရမလဲအနာမျိုးရောက်တဲ့အဆင်ကိုဒီကောင်ကလုံးလုံးထားတာပြီးတော့လုံးမှာပါအနာရှင်ဆက်ဆက်လဲလုံးခဲ့မှာအဲ့မှာမှသူကသူတို့တော်လှန်ဖို့ခေါင်းထဲမရအောင်နံပါတ်၁ချက် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြူပါလေခုန drone တွေ paramotor ရှိတိုင်းနောက်ပိုင်းမှာသူတို့ပုံစံတွေပြောင်းလဲလာရင်ရှိတယ်ပေါ့နော်အဲ့ဒါပတ်သက်ပြီးတော့အခုပြောပြလေးပေါ့အဓိကကတော့ဘာဖြစ်နေလဲဆိုကြားတဲ့အတိုင်းပဲလေဟိုပါပေါ့ကျွန်တော်တို့ဟိုလမ်းပြောင်လက်နက်ချတာတွေနဲ့နေနေစဉ်ကြာနေတာတွေနဲ့ထွက်ပြေးတာတွေနဲ့အဲ့တော့မရှိတော့မရှိတော့ဆိုတော့သူတို့က အော်အာကိုကြဆိုလို့လေတက်ရှိမှာခုနလိုမျိုးပါရမော်တာတို့ရှိမှာလေတက်ကလည်းအာကိုကနေတိုင်းဒီလေရင်ပြန်ပြီးတော့နေတိုင်းကျင်းနေဘူးဆိုတော့လင်းစီအခင်းရရှိတယ်ပြီးတော့အဲ့မှာလိုအပ်တဲ့နေရာတွေကိုချပေးဖို့လို့ဘာလို့ကလည်းလူတွေကလည်းရှိဦးအဲ့တော့ခုနလိုမျိုးပေါ့တို့အနေနဲ့နည်းနည်းတတ်တာကပြောရရင်တော့ဗျာပစ္စည်းမတိခိုက်စင်လူသေးရင်သေးပြမြန်မာဆက်ကဆိုင်အကျင့်တိုင်းပေါ့တို့ပတ်စံမထွက်ရင်ပြီးရောလူသေးတာပြောရရင်ပြန်မွေးထုတ်လို့ပြန်ဆုလို့ရတယ်အဲ့ဒါမျိုးဖြစ်အောင်လေအခုတောက်လျှောက် လူသားတိုင်းတွေလှုပ်ဖို့လိုက်ဆိုးနေတာပဲလေမြို့ပေါ်မှာအိမ်တွေတည်းထိလိုက်ပြီးတော့အဲ့လိုမျိုးလိုက်ဆိုးနေတာပဲပေါ့အမိကသူတို့နောက်ပိုင်းအောက်ကအောက်ကမြေပြင်မှာသူတို့သူတို့ဆက်ကဆက်အဖွဲ့တွေနေနဲ့စိတ်တက်ကမရှိတော့ဘူးပြီးတော့နောက်ပိုင်းက supply ကလည်းမလာတော့ဘူးအဲ့ဒီတော့ကိုသူတို့မှာအာကိုးစရာခုနပြောတဲ့သတင်းချက်လက်ကလည်းမရတော့ဘူးမရတော့သူတို့မှာဟိုကအကြောက်တရားပေးဖို့ရရလူလူကိုလက်နက်ကြီးနဲ့ထုမယ်ပြီးတော့ရင်နည်းနည်းလေး အင်အားများတယ်ဆိုတဲ့နေရာတွေကိုလေရင်နဲ့ဘုံကျင်းမယ်ခုနလိုမျိုးပါမော်တာနဲ့တက်မယ်ထောက်လန်းမယ်အဲ့လိုမျိုးတွေပေါ့အကုန်ကြတက်တန်တဲ့နီလန်းတွေတို့မှလိုက်ရှာနေရတယ်ဘာလို့လဲနိုင်ငံလုံငွေဘတ်ဂျက်ကလည်းတော်တော်များများပြနေတယ်စီးပွားရေးကလည်းချွတ်ချုံကြတယ်အဲ့လိုမျိုးတွေပေါ့ဟိုဟာကဘန်ရန်နဲ့ဒုက္ခနာရတယ်အဲဆန်ရှင်လည်းလုတ်ထားတယ်ဆိုတော့ဒီဒီလက်နက်ခဲရဝယ်ယူဖြည့်တင်းရေးတွေနေနေဝယ်ယူဖြည့်တင်းရေးတွေမှာတော့အခက်ခဲအထိုက်ရောက်တော့ ရှိနေတယ်ပေါ့ရှိနေတော့အခုဒီနေချောင်းပြောင်းလဲသူတို့စစ်စင်ပြောင်းလဲလာပုံကတော့အများကြီးမလုပ်ရပါဘူးအဲ EU ကျွဲလို့တဲ့ပုံစံမျိုးတော့ပါပဲရုံမာမြေရုံမာနေသေးပဲဘာဖြစ်လို့တော့ဒီမြန်မာလက်နက်ကိုင်ဖွဲ့စည်းရှိတယ်တိရဒါပေမဲ့အဲ့လက်နက်ကိုင်ဖွဲ့စည်းရှိပြီမဲ့လက်နက်ကိုင်ဖွဲ့စည်းရှိရင်တော့ဒါတိုင်းမလုပ်တော့လို့ရင်သူလူပါအထက်အကြဆုံးများတော့ဘာလို့လဲဆိုတော့ဘေးပတ်ချတဲ့ရွာတွေမှာနေလို့မရအောင်ရွာတွေကိုဖိအားပေးပြီးတော့ဘုံကျင်းတဲ့ပုံစံမျိုးတွေကအခုတော့ပါအများကြီးမြင်လာရတယ် ရွာလေသူဒီကတက်ပြီးသူလူလူကိုပဲပြင်မှတ်ထားပြီးတော့လှုပ်လာကြောက်တရားပေးတာကြောက်တရားပေးတာပေါ့ဒီနေရာမှာကဒီတနက်ကြိုက်ပွဲကြီးရှိတယ်ဒီရွာနဲ့သဟာတနာဖြစ်တယ်နေတယ်အခြေပြုတယ်သူတို့တိုက်တယ်စကမ်းတွေတစ်ခုတစ်ခုရောက်အဲ့တော့ကျသူစဉ်းစားတယ်စဉ်းစားချက်ကဒီတနက်ကြိုက်ကိုငါတို့ပြန်ပြီးတော့တိုက်မယ်ဆိုတဲ့ဥစ္စာမျိုးမစဉ်းစားဘဲနဲ့ဒီပြည်သူလက်ခံလို့ဒီလိုတွေလုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုစဉ်းစားပြီးတော့ပြည်သူကိုကြောက်တရားပေးပြီးတော့မှဒီဒီဘက်တော်တိုင်းတပ်ဖွဲ့တွေနေလို့မရအောင်ပြည်သူရဲ့ရဲရွာတွေကိုဘုံကျဲပြီးတော့မှ ီသူလူလူဒုက္ခပေးနေပုံစံမျိုးဖြစ်နေတော်တော်များများတော့တရားပါပဲပြည်သူကိုချနင်းတာပဲအဓိကတော့စကားစားရဲ့သူတို့ရဲ့အနာရှင်ဆက်ဆက်ရုံမာခဲ့တဲ့နေရာတော့ကြောက်တရားပေးမယ်သူတို့ဝင်နေဝင်အောင်ဆွဲသွင်းမယ်အခုဆိုရင်တရားသူအနာသိမ်းတာလည်း၄နှစ်ရှိနေပြီအောက်ကပြည်သူလူလူမအောင်စားစရာမရှိကြတော့စီးပွားရေးရလည်းနိုင်ငံအနေနဲ့ချွတ်ချုံကြအဲ့ဒီအတွက်ကိုသူ့မှာလည်းကြံရမရဖြစ်နေခုနပြောလိုမျိုးပေါ့သူ့အဓိကက ကာပါဆာဆက်ယုံတယုံနှစ်ယုံလောက်ကိုအဓိကများတာတော့ကာပါဆာဆက်ယုံနေမှာခွေးတိုင်းနေမှာဒီကတောက်တိုင်တွေပဲတောက်တိုင်တွေကိုတယုံနှစ်ယုံလောက်ကိုဖြိုးနိုင်ရင်ကိုရယူအခုတော့မှဝါစီတောင်မှဝါစီကနေပတ်စံတဲပေါ့နည်းနည်းခက်ခဲဖြစ်နေတော့သူကူဆပြီလေမိုဘိုင်းမိုဘိုင်းဂျူအာဂျူအာတွေပါအဲ့အမျိုးကြီးဆက်နေတော့သူငွေကြီးရလဲမတော်ဘောင်းပွားနေပြီမြေပြင်မှာလဲ supply တွေပါတွေသူလေပတ်ဖို့အတွက်ကလည်းဘာမှမရှိတော့ဟို CD ပါတွေဝယ်ဖို့လက်နက်ခေယံတွေဝယ်ဖို့ကလည်းနိုင်ငံခြားဒေါ်လာဆိုတာလည်းမရှိတော့ဘူး ရှိသမယဥစ္စာကလည်းသူ့သားရည်သမီးတွေကဘုံဖွဲဝေယူပြီးသွားတယ်သူ့အိတ်ကထဲထည့်ပြီးသွားတယ်အဲ့တော့သူ့မှာခက်ခဲတော်တော်ကဖြစ်နေတယ်နောက်ပြီးတော့အဲ့လိုမျိုးခုနလေးကျောင်းတက်ခဲ့တဲ့ view ကြီးအသုံးပြုလာပါတော့အဲ့တော့ကဒါတော်လိုင်းပြည်သူတွေနဲ့ဒီ PDF တက်ခွဲတွေကဘယ်လိုမျိုးသတိထားလာဘလိုမျိုးတိထားအောင်လို့နော်ဘလိုမျိုးရှောက်ဆောင်ဟိုဘလိုဆောင်ရရှောင်ရနေပေါ့ဆောင်ဆောင်ရရှောင်ရနေနေရဒီလေကြောင်းလေကြောင်းတက်ခိုင်းဘူးကဟိုးရင်စောပိုင်းနေရလေကြောင်းတက်ခိုင်းဘူးကဒါဒီ လက်နက်ကင်ဖွဲ့သည်တော်လိုင်းလက်နက်ကင်ဝေကြီးရပါစေဒါတွေကတော့ထွေထူးပြောကြရမလို့တော့ဘူးအဲအခုအဓိကသတိထားရမှာတော့ဒီကင်တောက်တဲ့အချိန်မှာအဲ့ဒါလေးတော့သတိထားရမယ်ပြီးတော့သူတို့ဒီပွဲလန်းတဲ့ပင်တွေလောက်တာတော့နောက်ဒီကိုယ့်ရဲ့ဟိုဆိုရှယ်မီဒီယာတင်တဲ့အချိန်မှာကိုယ့်ရဲ့ဓာတ်ပုံနဲ့နောက်ခံပါလာတဲ့ဘာလို့ location ပေါ့အဲ့ location ဥစ္စာမျိုးပဲအဲ့ဟာလေးတွေတော့သတိထားဆင်ခြင်းသိခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီ social media ကိုစောင့်ကြည့်ဖို့အတွက်ကိုဒီတက်တိုင်းတက်တိုင်းပါပေါ့ တတိုင်းတိုင်းမှာဆိုရှယ်မီဒီယာစောင့်ကြည့်တဲ့အဖွဲ့တင်းတင်းတွေသူဖွဲ့ထားပြီးသားဒီနေမီလိုက်တိုင်းလိုက်စစ်တာရုံလိုက်တမလိုက်ဟာဟစ်တန်ညာဟစ်တန်ဒါကအမျိုးတွေသူကဖွဲ့ထားပြီးသားအဲ့ဒီရဲ့ဒီဘက်ကတော်လိုင်းရေးဖွဲ့ကြီးကဒီလူပိုးကိုတူတူရောက်အသိဝရူတော့အဲ့ဆိုရှယ်မီဒီယာအဲ့ background ရဲ့ location ကိုကြည့်ပြီးသားနဲ့သူတို့စကောက်တန်းလိုက်တာတန်းလိုက်ပြီးအဲ့နေရာကိုကင်းထောက်တယ်ကင်းထောက်ပြီးသားနဲ့အဲ့ချိန်နောက်ပိုင်းနောက်ဆက်တွဲဖြစ်လာမယ့်အကျိုးဆက်တွေကမတန်ဘူးပေါ့ဗျာအဲ့အဲ့ဒီပုံလေးတပုံလားအဲ့အဲ့ဟာလေးတင်လာလေးကတော့ location လေးဖျောက်ပြီးတော့ တင်တင်ဖို့အကြံပြုခြင်းတယ်နောက်ပြီးတော့ဒီကျွန်တော်တို့ဒီဘက်ခင်မီတန်နဲ့ drone တွေတော်လိုင်းဖွဲ့တွေအစတုံးတော့တုံးတဲ့အချိန်မှာ drone တုံးတော့ကျွန်တော်ပြောပါဖို့ဒီ drone ရဲ့ဖွဲ့စည်းပုံတွေပြီးတော့ဒီတုံးတဲ့ control ဥစ္စာမျိုးတွေပါလာလို့ accessory အဲ့လိုလေးတွေပါလာတယ်တွေ့ရတယ်အဲ့ဒါတွေကျွန်တော်တွေကကောင်တာပြန်လုပ်တာကောင်တာတော့ဒါဘာမျိုးစားဘယ်နိုင်ငံရဲ့ဝယ်တယ်အခုသူတို့ပြန်တုံးလာတဲ့ဥစ္စာတွေလည်းပြန်မျိုးပေါ့အဲ့ဟာတွေကိုသူပြန်ကြည့်ပြီးတော့မှကောင်တာပြန်လိုက်တော့ ကိုယ့်ရဲ့စိတ်နဲ့နဲ့ပစ္စည်းကိုလှုပ်ရှားမဲ့ဥစ္စာအတတ်နိုင်လုံးလုံးကြီးတတိလုံးကြီးအသေးနဲ့ခြေတန်းလုံးလုံးလေးတော့ဟိုပါပေါ့ဆက်လက်ပြီးခြေတက်ဖို့အကြံပြုခြင်းပဲကျွန်တော်ကိုနေရဘလိုမျိုးအကျံပြုအဓိကတော့ကို information ပေါ့ information ကရန်သူစကားစားစီမရဘူးလို့တော့ခုနပြောလို့ကိုယ်ကို location တို့ဘယ်နားမှာဘာလုပ်နေတယ်တို့ဘယ်ဦးတော့ခြေနေပါတယ်ဥမာဟိုဟာပေါ့ဘယ်ဦးတော့ရွှေ့နေပါတယ်အဲ့ဒါမျိုးတွေမတင်တာတော့အကောင်းဆုံးပဲပေါ့စကားစားအနေနဲ့တော်တော်များများခြေရခံပြီးလိုက်တာလေခုနလိုမျိုး social media ပေါ်ကနေတဆင့်ပဲ ်ခြေခံပြီးလိုက်တာသူသူ့ရဲ့ view ကကြတော့ဘယ်လိုလုပ်မလဲဆိုတော့သွေးခွဲမယ်အဲ့မှာရှိနေတဲ့အဖွဲလေးကိုမကွဲခွဲအောင်ပြည်သူနဲ့ပြည်သူနဲ့အဲ့ဒီဒေါ်လာရေးဖွဲ့နဲ့ကိုမကွဲခွဲအောင်ခွဲမယ်အဲ့မှာမှတခါတော်လန်ရေးဖွဲ့ကိုထပ်ခွဲမယ်အဲ့ဒီမှာမှထွက်လာတဲ့ information ကိုရောင်းယူတယ်ဒလန်မွေးမယ်ဒလန်မွေးမယ်ဒလန်ထည့်မယ်အဲ့လိုမျိုးပဲပေါ့စကားစားအနာရှင်ဆက်ဆက်ကလုတ်ခဲ့တာပေါ့နာနိုင်ငံနဲ့ပြည်သူနဲ့အဲ့လိုမျိုးအနာရှင်ဆက်ဆက်ကလုတ်ခဲ့တာတွေအဲ့လားတွေကိုကိုယ်နဲ့ဟိုခုနပြောလို့ဆရာလူကပြောလို့ခြေတန်းလုံးလုံးလေးနဲ့ဟိုပြောရရင် ဟိုစူးစူးစီစီကြစ်ကြစ်လေးလေးလေးနဲ့လုံနိုင်ရတော့ရပါတယ်အခုဆိုရင်လည်းကြည်လေတနိုင်ငံလုံးတိုက်ပွဲမှဖြစ်တဲ့နေရာမရှိဘူးအာအေးတတော်တို့ရခိုင်မှာလည်းတောက်လျှောက်ဖြစ်နေတယ်မြို့ကြီးတွေကိုတင်းတော့မှာဥမာ KIA ဆိုလည်းဗမော်တင်းတော့မှာအဲအဲနေရာဒီမှာဖြစ်နေတယ်ဆိုတော့ तू ကအဓိကလေရင်ပြစ်ကုန်မယ်ဆိုအဲနေရာတွေကိုသွားပြီအဲ့တော့အလဲပိုင်းမှာလည်းရှိတယ် तू အလဲပိုင်းကလည်း तू ပင်မဌာနချုပ်တွေရှိရပေါ့ဗျာခုနလိုမျိုးကာဘာစာစိတ်ုံတွေရှိတယ်အဲနေရာတွေလည်းလမ်းမလို့ချင်တယ်ဗျာခုနလိုမျိုးတန်ဖိုးနေတဲ့ ဟိုဟာဒီပါရာမော်တာတို့အဲ့ဒါတွေတုံးလာတာပေါ့အဲ့ဒါအဲ့နေရာကြီးကျတော့သူကပြောရရင်တော့တော်လန်ရေးကာလာလည်းငုံသေးတယ်ပေါ့ဟိုတိုင်းသားနယ်မြေမှာကျတော့တော်လန်နာကလည်းကြားပြီအတွေ့အကြုံတွေကလည်းရှိနေပြီရှိနေပြီဖြစ်တဲ့တော့လေရင်လောက်မှပဲရတော့မယ်ဒီလိုမျိုးမြေပြန့်လိုမျိုးပြီမလိုမျိုးနေရာမျိုးကျတော့အတွေ့အကြုံကငုံသေးတယ်တော်လန်ပြန့်ငုံသေးတယ်တန်ရောင်းတော့လည်းလက်နက်အင်အားလည်းနည်းနေတယ်အဲ့ဒါမျိုးနေရာတွေကသူကဈေးဘောဘောနဲ့ပြောရရင်လူထိုးကြွေးပြီးတော့တုံးနေတာပေါ့ဖိထားတဲ့သဘောပေါ့ဘာလို့သူကပါစားဆက်အောင်ထိသွားတယုံယုံကကြာသွားကြည့် သူမြက်ကလေးဆံများဖြစ်ပြီကျိုးပြီကျိုးပြီအဲ့ဒါမျိုးအားကြောင့်မလို့ကိုတက်ခွက်လေးနေနေဆူဆူလေးလေးဆူဆူစီစီကြစ်ကြစ်လေးလေးလေးနေခြေတန်းလုံးလုံးလေးလုတ်စီခြင်းဟုတ်ကဲ့ဘယ်ကြီးလုတ်ပြီးတော့မှအကုန်လုံးတနည်းအားလုံးကိုတိမ့်ပြီးတော့မှထပြီးတင်ချလိုက်တာမရှိဘူးကျွန်တော်တို့ကတော့ဘယ်နာတော့ရောက်ဘာတွေပြစ်နေတယ်ဆိုရင်အဲ့ဒါခံရပြီးသားမှတော့ဟုတ်တယ်ဟုတ်လေလင်းရင်ပဲလာမှာပေါ့နော်လင်းရင်ပဲလာမှာဟုတ်ကဲ့စစ်တပ်ရဲ့စစ်နီးတူကအပြောင်းလဲနဲ့စစ်ရေးအခင်းချင်းအစ်စ်တွေကရောဘယ်လိုမျိုးရှိနိုင်လဲဆိုတော့ဒါအကိုပြပြလေးပေါ့ဒီကတော့ တက်ထင်းမှာကလူကမကြံတော့ဘူးတော်တော်များများတိုင်းစစ်တပ်နဲ့ကျုပ်တွေတိုင်းခံရတယ်တန်ရင်နေကြတယ်တန်ရင်လိုက်လိုင်းဖြူထောင်းတယ်အဲ့တော့ तू ကမရရအောင်ပေါ်တာဆွဲပါဘူးနောက်ဆုံးမေးဒီဘရောက်နေတဲ့လုပ်ငန်းတွေအစားပြန်ခေါ်မယ်လို့မအားလို့အဲ့ဒါမျိုးတွေအစားကြားရတယ်ပေါ့ဒီဗီဇာကြီးတန်းတူဖို့တော့အဲ့ဒါမျိုးတွေကလည်းရှိရှိရောပေါ့သူအနေနဲ့မရရတဲ့အနေနဲ့ညက်ပတ်အောင်ပါပဲနောက်ဆုံးမေးလုံလဲလုံလာနေလုံလဲလုံလာအခုလဲလုံလာနေ ဗီဇာရောက်တဲ့အလုပ်ငားတဲ့ MOU ကနေဇင်လန်းချက်တာတို့ပါတို့အဲ့ဒါမျိုးတွေတန်ယုံနေတယ်လှမ်းပြီးတော့ဗီဇာတိုးမပေးတာတော့ပြန်ပြီးတော့ဟိုကလောက်ရမယ်တို့ပါတို့ပြီးတော့အခုကြားနေတာအိမ်နောက်ခုဆင်းလိုက်စတားဆုပ်နေပြီပေါ့စတားတဲ့ကိုသူအနေနဲ့ကလည်းမရှိတော့ဘူးလေမရှိတော့တက်တေမှာအခွန်ပဲကျန်တော့တာ ው စိတ်တယ်လေအခွန်လူလည်းအခွန်ပဲရှိတော့တာနောက်တန်းဌာနချုပ်တွေလည်းအဲ့မှာစောင့်မှုတော့လူကမရှိတော့ဘူးပြီးရဲမေတွေလည်းအခုအချိန်ပြည့်ကင်းဆောင်တယ်လေလူတွေကမရှိနောက်တန်းဌာနချုပ်တွေကိုလည်းစောင့်မှုတော့ကလုံခြုံရေးယူဖို့တော့ကိုမရှိဘူး ဟိုမြို့မပြောနဲ့နော်အဲ့နောက်တန်းဌာနချုပ်တွေမှာရှိတည်နေရာရှိတဲ့မြို့တွေကိုလုံခြုံရေးဘူးမပြောနဲ့အဲ့နောက်တန်းဌာနချုပ်တွေကိုလုံခြုံရေးဘူးဟာဆက်အင်အားမလုံအောင်တော့အခုကြည်လေးစစ်တွေနဲ့ကြောက်ဖြူမှာပဲကြည်တစ်ဖက်ကိုတစ်ဖက်ကဖြစ်လာရင်တစ်ဖက်ကနောက်တန်းဌာနချုပ်တက်ဧရိယာကိုလုံခြုံအောင်လုပ်ဖို့တော့တော့အင်အားမရှိတော့အခွန်မရှိတော့အဲ့တော့ကသူကဒီချိန်မှာလူလူနေလူနေတဲ့အတွက်သူကကြတော့မရရအောင်ဆွဲပါမယ်အဓိကကကြတော့ကျွန်တော်တို့ဟိုဟာပေါ့နည်းနည်းလေးသူလှုပ်လို့ရနေသေးတယ် အညာဒေသဘက်ပေါ့အညာဒေသဒီမှာပဲအဲ့ဘက်ကသူကအဓိကလောက်ဖို့တော့သူစဉ်းစားလိုက်မယ်နဲ့တူတယ်ဘာလို့အဲ့မှာသူ base တွေရှိတာကိုကာပါစာစက်ယုံတွေရှိတယ်ထောက်လုပ်တဲ့ညာအများကြီးပဲပေါ့အဲ့တော့ကသူကအဲ့နေရာကြီးကိုမကြကြအောင်မကြအောင်တော့အသေးလေးခုခံပြီးတော့မရရအောင်ဆွဲမှာပဲပြီးရင်မြို့ကြီးတွေပေါ်ဆွဲမှာပေါ့မြို့ကြီးတွေပေါ်မှာခုနလိုမျိုးအဲစင်ဟိုအိမ်တော်သူဇရားနဲ့တိုက်ဆက်တာဇရားနဲ့တိုက်ဆက်ပြီးတော့ဒီဘယ်လိုဆိုရှိလဲဟိုဘယ်ပြပရောက်နေလဲပြန်ပေါ်မခေါ်ရင်မှာစက်ကြီးတောင်းနေပြီ အဲ့တရားကိုဘယ်နှယောက်ဟိုဘယ်လောက်တွင်းလို့ပါလဲအဲ့လိုမျိုးကြီးကဆာဆလာအာ तू ကပြောရရင်ဟိုပါဘို့ဓမြအဆင်းဖြစ်သွားပြီပေါ့ဓမြတော်မှာရိုးနေမှာအိမ်မတက်ပြီးတိုက်တယ်ဓမြအဆင်းဖြစ်သွားပြီဟုတ်တယ်အဲ့လိုမျိုးကြီးဖြစ်လာပြီ तू အနေနဲ့ကလည်းဘေးကျန်နေချင်ဖြစ်နေပြီတက်တီးကလည်းပြောရရင်ငကိုရီးယားမှာသူတို့အာနာရှင်ဆက်ဆက်ဖြတ်စည်းခဲ့တာပေါ့သူတို့ကိုယ်တိုင်ပဲဖြတ်စည်းခဲ့တာလေသူတို့အာနာတည်မြဲမှုအတွက်သူတို့အတုံးချဖို့အတွက်ဒီတက်မတော်ဆိုတာကိုနိုင်ငံတစ်ခုကိုကာကွယ်ဖို့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုလက်နက်ကိုင်တစ်ခု သူတို့ရဲ့အတာသူတို့ကိုကြိုးစည်းပွားတော့ကိုအတုံးချသွားတဲ့အတွက် လက်အောက်ကလက်အောက်ကခေါင်းဆောင်တွေရောစစ်တီတွေမှာဟောဆရာပါလဲဆိုဒီကောင်းလီတော်မှရလောက်အဲသေးထင်နေတာပဲခေဆက်ဆက်ငါတို့လည်းအခုချိန်မှာရလို့လုတ်မယ်ဆိုရဲသူရောက်ဝင်နေတာကြာမှရှိတော့ခိုင်ကြမှာမရှိတော့ဘာစိတ်ကြမှာမရှိတော့အဲ့ဒီတော့ကျွန်တော်တို့တော်လန်ရေးဖွဲ့ဖွဲ့တွေအနေနဲ့ပြည်သူလူထုအနေနဲ့စစ်သားစုဆောင်ကမခံပါနဲ့အကုန်လုံးညင်များသူတို့ပြောတဲ့အင်အား9သိန်းကျော်လို့6သိန်းလို့ရှိရဲဆိုတာစာရွက်ပေါ်မှာရှိတယ်အခုတောက်တောက်လဲကြာနေတိုင်းစင်ဌာနချုပ်ကြီးတိုင်းဌာနချုပ်ကြီး တက်တယ်လည်းအခွန်ပဲကျန်တော့သူတို့အဲ့မှာမှာသူတို့လဘာစီတွေတော့ရှိသေးတာပေါ့ပြူတို့အခုအုတ်ကြီးတို့အဲ့အမျိုးတွေတော့ရှိသေးတာပေါ့အဲ့ဒီကောင်ကြီးကလည်းသူတို့အသက်အန္တရာယ်ချင်းချောက်လာပြီဆိုရင်သူတို့လည်းလုံရဲမှာမဟုတ်တော့ဘူး။ပုံကြီးဆိုလည်းတရက်ကွက်မှာတရက်၊နှစ်ယောက်လောက်ပဲရှိ။အော်စိန်မှုတို့ဘာတို့၊ရိုင်မှုတို့အလုံးလုံး၄ယောက်၅ယောက်ပေါ့။အဲ့မှာမှပြူလို့ရှိမယ်။အမှန်တကယ်ပြည်သူသားညီရဲဆိုရင်ဒီကောင်လည်းဘာမှလုံးလို့မရဘူး။အဲ့ဒီအတွက်ကိုစက္ကဆရဲ့စစ်သားစုဆောင်တာကိုမခံမှုလို့ထားပေါ့။ဟုတ်ကဲ့။ဟုတ်။သူတို့ကတော့ကြောက်တရားပေးပြီးတော့ထင်းချောက်မှာပဲလေ။ ချင်းချောက်မှာမရရအောင်လုပ်ပါမယ်နောက်ဆုံးလုံးဝပြာပုံဖြစ်သွားတဲ့တွေကိုလုပ်ပါမယ်သူတို့ဘာလို့လဲဆိုတော့သူတို့ဒီအာကြီးကြဆုံးကသူတို့တော့ကရွေးစရာလမ်းမရှိတော့ဘူးဘူရရှားကိုခီးစင်သွား VIP နဲ့သွားဆိုသူတို့တော့ငရေရလဲ VIP နဲ့ဆင်းရမှာပဲနောက်ပြီးတော့ဒါတော့နော်သူလုံလန်နေတယ်ဟိုပါပေါ့အရှိမအဲ့လိုပြပါရေးတုံးလာပါနော်စီးရင်းနဲ့ပတ်သက်ပြီးတော့စီးရင်းနဲ့ပတ်သက်ပြီးတော့အခုတော်တော်များများတွေ့နေတာကကျတော့အထက်တိုင်းမှုတို့တမမှုတို့ဟိုရာထူးဘေးဘီတိုက်ခိုင်းလိုက်တယ် တော်တော်များများကျွန်တော်တို့အရာကြီးငယ်တွေပေါ့အခုဆိုရင်52ကစဘုံမှုတွေတင်ပြရပြီတင်ကြပြီပြောရရင်တော့အရာရှိငယ်တွေထဲမှာဟိုကစလူတွေကမရှိတော့တဲ့သဘောပေါ့နောက်ဂျူနီယာတွေကယာလူတက်တာကြီးမြန်ကုန်မျိုးအခုကြံတဲ့လူတွေကမြန်ကုန်တဲ့သဘောမျိုးပေါ့အဲ့ဒါဘာလို့တော့ပြလဲဆိုတော့လူမရှိတော့တဲ့ဟာကိုတော့ပြတာပေါ့အရာရှိငယ်ထဲမှာဟိုတန်တီစစ်တီထဲမှာဟိုလူမရှိတော့အစားထိုးဖို့မရှိတော့တဲ့အတွက်နောက်ကလူတွေကိုဆွဆွဲတင်ရတဲ့သဘောမျိုးပေါ့အဲ့လိုပဲတိုင်းဦးတွေဘာကြီးမှာလဲသူနဲ့ တူလောက်ဒါလောက်ရှိတဲ့လူတွေကိုယာရုပေးပြီးရောင်းမင်းဒါလောက်တော့မင်းကိုယာရုပေးမယ်အဲ့နေရာတော့ထိုင်မင်းကရောင်းတိုက်မင်းရောင်းမင်းရင်ဖြုတ်သွားခြေထဲဝင်အဲ့လိုအဲ့လိုမျိုးနားပြီးတနေရာရွှေ့အဲ့လိုမျိုးနဲ့သူလုံနေတာပေါ့အဓိကကျတော့သူ့ကိုပြန်မလှန်ရဲအောင်ပေါ့ဦးချိုးထားတဲ့သဘောမျိုးပေါ့ဘာသူနဲ့ level 2တွေဟိုဟာတွေသူနဲ့ပတ်စင်ကွာတဲ့ပတ်စင်တိတ်မကွာတဲ့လူတွေကိုမတိမ်မြင့်တွေဘူး အနာဟိုလောက်ပိုင်းမရှိရနေတာကိုထိုးထည့်ပြလိုက်သူအမိတ်မနာခံဘူးလူမနာခံဘူးဆိုတဲ့လူတွေကိုပို့လိုက်ပြောရရင်တော့သူအနာဒီမေသူအမိတ်နာခံမှုတော့ပေါ့မရရအောင်လုပ်မှာပါပြောရရင်တော့မစင်စားဘူးမစင်စားမနဲ့သူပြောတဲ့စကားတိုင်းတည်ဖို့တော့ပေါ့အဲ့လိုမျိုးလူတွေကိုအဲ့ဒါကြောင့်မို့သူကလူတွေကိုခဏခဏချိန်နေတာအဓိကကတော့သူအနာဒီမေကြီးတော့ပေါ့အဲ့လိုမျိုးမရရအောင်တိုက်ခိုင်းမယ်ပြီးတော့အဆင်မပြေဘူးအဆင်ပြေချိန်သူကနောက်တစ်ယောက်လာ အဲ့လိုမျိုးပဲကုလူတာရောဒီစိတ်ကောက်စီတဲ့ဒါစနေပြူပါအပြောင်းလဲနဲ့စေအခင်းချင်းတွေကဘယ်လိုမျိုးတွေရှေ့လျှောက်ရှေ့လာနိုင်လဲဆိုတာလေးချင်းရှောက်စနေပြူပါအပြောင်းလဲအနေနဲ့ကြာစနေပြူပါကြာသူကြတော့ပြောင်းလဲလာကြအကြောင်းတော့မရှိဘူးအခုလက်ရှိလုပ်နေတဲ့ရုံးမှန်ကြီးပုံစံမျိုးတိုင်းသွားပဲအစိုးရကြီးတကူကပြည်ရင်းပြည်ပမှာရှိတဲ့လူငယ်တွေအဲ့ဒါအစိုးရကြီးကြီးခုနကအခုပြောတဲ့အထက်မှာလည်းပါသွားပြီဒီပေါ်တာဆွဲတာစစ်မှုထမ်းမှုတွေပြတန်းတာတွေ ီးတော့အပြင်ရောက်နေတဲ့ပြည်ပရောက်နေတဲ့ဒီလောက်သမားတွေကိုပြန်ပြီးတော့မှဗီဇာမတိုးပေးတာလေတက်တန်းမတိုးပေးတာလေပြီးရင်စက်ယုံတွေကိုစာပို့ပြီးတော့မှဟိုပါတော့ဒီလူဒီစုမူတန်းဆင်းရဲပါပြီးရင်စက်ယုံကလည်းပြန်တို့သွားမဲ့ပုံစံမျိုးအဲ့ပုံစံမျိုးတွေကိုသူကလူငယ်နိုင်ငံရဲ့အနာဂတ်လူငယ်လေးတွေကိုတည်တွင်းတွေကိုပို့ဖို့အတွက်ကိုဒီရိုးရုံးမှာမှာ2025မှာပို့ပြီးကြံ့စီလာမှာပို့ပြီးလှုပ်ဆောင်လာလိမ့်မယ်အဲ့အဲ့ဟာမျိုးဟို2025ရဲ့ဒီ ခင်းကျင်းလာမယ်ခင်းကျင်းကိုမြင်ကျွန်တော်မြင်ရတာပေါ့ဟုတ်စင်ဒီပြူကကျတော့ဒီခုကွန်ကကိုပြောပြီးဒီလူငယ်တွေကိုຢາດູໄປແດ່ອຍັງຢາດູဆိုတာကျွန်တော်ဝယ်ရတာປະສັນເບບີ້ဝယ်ရတာຢາດູວ່າຢາດູໂຕນີ້ຢາໂປະສັນໄປရတယ်ໄຊນແນ່ຫມောက်ກາແດ່ຢູ່ແດ່ຕິນນານນີ້ມາເບບີ້ກໍວ່າອະກຸຢາດູຢາໂຕອັດແນ່ມາຍင်းປີບໍ່ຢູ່ວ່າແດ່ປົກກະຕິໂອຜິດနေລະບໍ່ດີອະກຸຕາຍຫມູ່ສ່ວນອັງແງດີວ່າເອຈົນເຮົາເລີຍມາສິດີອົ່ງຫູຕາຫມູ່ສ່ວນຍင်းໂຕວ່າ ကျွန်တော်တို့တွေအဲအုံမှုတောင်မှုဖြစ်ဖို့အတွက်ကိုတော်တော်အကြာကြီးနေရတော့အခုဆိုရင်ဟို၄၁၄၂တောင်၄၁၄၂တောင်ဘုံကျုပ်ဘုံဝီးတွေဖြစ်သွားပြီဖြစ်သွားပြီဖြစ်ကုန်ပြီပေါ့အဲကြတော့ဒီအငယ်တွေကြတော့ပတ်စင်တအားကြီးဝင်ဒီဒီဒီစစ်တပ်ရဲ့သူရဲ့ဒီဒုံတန်းစင်လာရဒီ DS ကြောင်းစင်းဆိုရင်တော့ဆိုတော့ကြီးစင်ငယ်လိုက်ကိုအကြီးကိုတအားကြောက်ရတော့ပတ်စင်ကွာဝိုင်းဟိုဟာပို့ပြီးတော့ပို့ပြီးကြောက်ရတော့အဲ့တော့နမကစားပြန်ပြောရင်ထိုင်းကနေစီရတော့ခိုင်းရလို့ပဲ ်ညိုးတော့ကောင်းနေမယ်အဲ့လိုလူမျိုးသူထားတယ်ထားပြီးရင် तू เนี่ยခုနကပြောတယ်တိမ်မတိမ်မင်းပတ်စင်ကြတအားကြီးဖယ်လို့မရရင်လုံးဝလုံးပတ်ဝင်မရှိတဲ့နေရာကိုဖြည်းဖြည်းချင်းရှော့ချပြီးတော့မှသူ့ရဲ့အာဏာကိုတိဆောက်လာတော့တိဆောက်တိဆောက်လာပြီးတော့မှအခုဆက်ပြီးတော့သူဒီ2025ပဲအခုရုရှားသွားတဲ့ဥစ္စာပြန်လာပြီးဆိုရင်တိုင်းသားနေမျိုးတွေကိုပို့ပြီးဖိနှိပ်လာမယ်ပြီးရင်ရသားပြည်သူတွေကိုပို့ပြီးဒုက္ခပေးလာမယ်ဒီနေရင်လက်နက်တွေနဲ့ပို့ပြီးဘုံကျဲမယ်ပို့ပြီးအကြောက်တရားတွေပို့ပြီးပြီးလူငယ်တွေကို နေလို့ထိုင်လို့မရအောင်ဘယ်နေရာမှာမှနေလို့မရအောင်သူပို့ပြီးကြက်လာမယ်ပြီးပြည်တွင်းစားဝေးနေရည်ခက်လာအောင်စီးပွားရေးကြတော့ခက်လာအောင်မခက်ခဲ့အောင်လုံလုံလာမယ်ဒီ2025ရဲ့ခင်ရဲ့စီးကြီးခင်ကြီးရောနိုင်ငံကြီးသူအဲ့တိုင်းလုံလာဖို့အတွက်သူအွန်တော်တယ်မှာဒီဇိုင်းမှမကြံလာပြီလားတည်ကြတယ်သူကတော့အရှင်ထွက်ပဲထွက်မှာမဟုတ်ဘူးအသေးတွက်ထွက်လိုက်တာနော်မတော်ဒါသူ့ရဲ့စနေပြူပါလို့ပြောမယ်သူကစက်တက်ရတခုလည်းမဟုတ်ဘူးပြည်သူတွေလူငယ်တွေနောက်ပြီးတော့ဒီနိုင်ငံထဲမှာရှိတဲ့ဟို အဆသာအရာကိုသူစုပ်ယုပ်အောင်လုပ်တယ်အဲ့ဒါမှအကြက်တဲဖြစ်မှာအကြက်တဲဖြစ်မှာသူ့ရဲ့ဟာဒီကတော်လန်နေတဲ့အင်အားစုတွေဟိုဟာအားလုံးပေါ့နော်အဲ့လိုမျိုးဟာကြီးနေရမှာအဓိကကျတော့အနာရှင်စနစ်ခက်ဆက်ဆက်လုပ်ခဲ့တာပေါ့ဒီသူဖိနှိပ်မယ်ချုပ်ချယ်မယ်ဒီသူတွေပြောရရင်စာဝတ်နေရေးနေထိုင်ရေးနဲ့မပြေလည်အောင်လုပ်ထားမယ်အဲ့မှာမှသူကဒီပြင်းဘက်ကိုမလှဲ့နဲ့။ဟောပြည်သူတွေကနေစဉ်အာမိုးလင်းတာနဲ့ငါဒီနေ့ဘယ်လိုစားရမလဲဘယ်လိုအိပ်ရမလဲဘယ်လိုသွားလာရမလဲအဲ့လိုမျိုးရောက်တဲ့အဆင်ကိုဒီကောင်ကလုံးလုံးထားတာ ပြီးတော့လုံမှာပါအနာရှင်ဆက်ဆက်လဲလုံခဲ့မှာအဲ့မှာမှ तू ကသူတို့တော်လှန်မှုခေါင်းထဲမရောက်မှာနံပါတ်၁ချက်စာဝတ်နေနဲ့လုံမန်းနေရတော့ကျန်တဲ့ခေါင်းထဲမထိုင်နိုင်တော့အနာရှင်ဆက်ဆက်လုံခဲ့တာကျန်တဲ့နိုင်ငံရေးဆိုတာလည်းမသိတော့ဘူးအဲ့လားမျိုးထိရောက်အောင်သူကပြန်လုံအောင်လုံးလုံးလဲလုံးဆောင်လေးရှိလုံးခဲ့တာလုံးလေးလုံးလေးရှိတာဘာလို့လဲဆိုအခုဆိုရင်ဟိုစားသုံးစီစားဖို့စားအောင်စီတောင်မှ10သား1500အဲ့လောက်မှတန်းစီပြီးဝယ်နေရတဲ့ဘဝတွေဖြစ်ကုန် ဒါပြီးသူတွေလည်းသူရှင်းစားဖို့ပေါ့စင်နေပြူပါတယ်တခုပဲဒါကအာနာရှင်ဆက်ဆက်ရုံမှာခဲ့တဲ့ဤကြီးပဲဟုတ်လို့စောင်းနေအစင်မပြောင်းလုံးမယ်အနေချက်စားချက်ဖြစ်ရင် तू ကကျန်တာမစင်းစားနိုင်ဘူးလူပြတဲ့အတွက်အချိန်တိုင်းဘိုက်စားမယ်ဒီနေ့အတွက်ကငါဘယ်လိုစားရမလဲဘယ်လိုလုပ်လို့ရမလဲဘယ်လိုပတ်စံရအောင်လို့အဲ့ဒီအတွက်ပဲခေါင်းလဲရှိအောင်ကျန်တော် तू နံပါတ်1တော်လန်ရေးတို့နိုင်ငံရေးတို့အဲ့ဒါကြီးလဲခေါင်းလဲမထိုင်နိုင်တော့ဒီအကြောက်တရားတွေမှာပဲအကြောက်တရားနဲ့စောင်းနေရေးတွေမှာပဲ तू ကလဲနေအောင် तू ကလှုပ်လှုပ်လှုပ်ထားမှာကျန်တာတွေခေါင်းလဲမထိုင်နိုင်အောင်ပေါ့အဲ့ဒါမျိုးအဆင့်ထိကိုလုပ်မှာ तू က အဲ့မှာမှာသူအာနာတီမြောသူသူ့ရဲ့စင်နီးပြူပါတဲ့မှာဒီစစ်တိုက်ကြီးတစ်ခုလည်းမဟုတ်ဒီဘက်တခြားသောသူ့ရဲ့ cyber တက်ရောက်လာသူ့ကိုပြန်ပြီး cyber တက်ရောက်လာနိုင်မဲ့ဟာတွေအကုန်လုံးမှာသူဖိနှိပ်တာဖိနှိပ်လာတော့အာနာရှင်စံတာလည်းဖိနှိပ်လာတယ်သူဒီဟာကိုဒီလူလူကဗျာစာဝင်နေနေချောင်းနေကြီးကစဉ်းစားဖို့အချိန်ကြီးလို့သူ့ရဲ့သူ့ကိုတော်လှန်ဖို့အတွက်အသိမကြောက်ဟုတ်ကောအဲ့တော့ကြတော့သူကသူ့ရဲ့စင်နီးပြူပါတဲ့မှာဒါပါဆိုတဲ့ဆိုရယ်နောက်ပြီးနောက်တစ်ခုကရက်ွက်အုပ်ချုပ်ရေးဦးတွေ့ အဲတချို့ကြတော့ဒီရက်ွက်အုပ်ချုပ်ရေးမှုမလုပ်ချင်တာရှိတယ်။တချို့ကြတော့လုပ်ချင်ရင်လည်းလုပ်တာရှိတယ်။အဲလုပ်ချင်ရင်လုပ်တဲ့သူကြတော့ဘာလို့ကျွန်တော်တို့မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဆိုပြီးတော့ဘုံမှုတွေပူးစည်းပြီးတော့အဲရက်ွက်တွေရက်ွက်တွေမှာလေတွားထိုင်လာတဲ့ဟာရှိတယ်။အဲလူနဲ့အုပ်ချုပ်ရေးမှုရဲ့ဒီရက်ွက်တွေစုဖို့အတွက်ကိုပေါ်လာဆွဲဖို့တော့အကျိုးလူစည်းဝါပုံစံမျိုးသိတယ်။မသိတာမှမသိရတယ်။ဒါပေမဲ့စားရည်ဆိုပြီးလွတ်ပေးတာ။အဲနောက်ပြီးတော့စိန်မှုဟိုစိန်မှုကနေစပြီးတော့ ကျွန်တော်ကတော့အုတ်ချွေးမှုအထိသူ့ရဲ့မြိုက်မျိုးနယ်နဲ့ရက်ွက်အလိုက်ရဲ့ဖုန်းနံပါတ်တွေနေရာတွေတိုင်းအကုန်လုံးစိုင်းရန်နေပြီတက်တယ်မှာအကုန်လုံးယူထားပြီးတာပညာုံမရဘူးဘောညင်းအနည်းနဲ့မြန်အုတ်ချွေးမှုဆိုဘူးတတိထားပြီးကြီးကြီးတိုင်းဟိုကအသက်60ကျော်လူကြီးပိုင်းတွေများတယ်လူလက်ပိုင်းရှိမယ်30ပတ်ချာတဲ့လူလက်ပိုင်းရှိမယ်တွားပြီးဂလန်ဂလန်တော့စစ်တပ်တွေရောက်သွားလိမ့်မယ်အဲ့ကြတော့ကျောင်းနေမလုတ်ရဲဘူးမလုတ်ရဲမလုတ်ရဲတော့ဟိုတချို့ကြတော့လည်းမလုတ်ချင်မှန်းနဲ့လေသူဒီအကြီးပါမှာသူတို့ ကြောက်လန့်ပြီးလုံနေရရှိတယ်ကျိုးကြလုံချင်ရင်းနဲ့လုံနေတဲ့သူတွေလည်းဒါမြင်နေရတယ်ပေါ့အဲပြီးစင်းပြီးပြပါတယ်မအဲအုတ်ချိုးရင်ပိုင်းနေလည်းပါတယ်အကုန်လုံးကန္နာအစုံကန္နာဆောင်လိုက်ပေါ့နော်ဟုတ်သူကစနစ်တကျကိုဖျက်ဆီးဖို့အတွက်သူအနာတီမြဲဖို့အတွက်ကိုစနစ်တကျဖျက်ဆီးဖို့အတွက်စဉ်းစားထားတာညီလာပေါင်းကိုပေါင်းတော့တုံးဘာလို့ပြောရရင်တော့ဒါအနာရှင်ဆက်ဆက်တုံးနေတဲ့ site ware တွေလို့လည်းပြောလို့ရတယ်အဲတော့ပြောရရင်ကွန်မြူနတီစနစ်ပေါ့ဗျာကြောင်ဝမ်းမှုစနစ်ပေါ့ကြောင်က ဟိုဟိုကြောင်ဝမ်းပိုက်မှာငရုတ်ဒီငရုတ်ကောင်းဖို့ပေးလိုက်တယ်ပူတော့ရက်တယ်ရက်လေးပူလေးဘိုက်စာလေးရက်လေးပူလေးဘိုက်စာလေးကိုအဲ့စနစ်ကိုသွားတော့ကွန်မြူနစ်စနစ်ပေါ့သူအာနာတင်ရဲဖို့တော့ပေါ့ဟုတ်ကဲ့ဒီစီးကင်းရတော်လင်းဒီကျောင်းဒီတော်လင်းရတော်လင်းတက်ဖွဲ့ရအနေနဲ့လေဒီ2025မှာလုံးနဲ့ခင်းနေတပြိုင်နဲ့တွန်းထလိုက်ရင်တော့ဒီနှစ်တစ်နှစ်ကတော့ဒါဟိုဘာဖြစ်ရင်မြန်မာပြည်လေပိုင်းတော့ဥချိုးကြီးကျွန်သွားပြီဆိုရင်တော့မင်းအောင်နေရရှာကြီးစင်အခုကြီးစင်နောက်ဆုံးကြီးစင်လည်းဖြစ်သွားနိုင်တယ်ပေါ့ဟုတ်ကဲ့ ဆက်အာနာရှင်ဆက်ဆက်တော့ရှိပါတယ်သူ့လူသူပြန်ကြောက်လာသူ့လူပါပဲသူ့ကိုပြန်တတ်သွားကြတာပဲဟုတ်ကဲ့ပြည်သူလူလူတည့်ရလုံးနေနဲ့ပို့ပြီးတော့စီးလုံးဝင်တော့ဒါကြီးကမကြပါဘူးဟုတ်ကဲ့အာနာရှင်ဆိုအာနာရှင်စနစ်ကလည်းဘာလို့ပြည်သူလူလူတည့်ရလုံးနဲ့တိပါအညာလီသားဤပိုင်းမှာဆိုလေရွာလုံးကျုပ်ကိုမရှိတော့ဘူးမရှိတော့ဘူးအမှန်တရားဆန်စပါးဆိုင်ပြဖို့နေရာတွေမရှိတော့ဘူးဟိုကောက်ဝဲတင်းခံလို့ပါလို့ဆိုင်ဖို့နေရာတွေလည်းမရှိတော့ဘူးစားကြရလည်းမရှိဘူးနေကြရလည်းမရှိတော့ ဟိုကမီးလောင်မြင်နေတယ်၊ကွင်းပြင်တွေဖြစ်နေတယ်။အိမ်တွေဆိုလည်းမီးလောင်မုန်းတူဟုတ်ကလေးတွေရဲ့စာတင်မှုတော့နေရာလည်းမရှိတော့။ကျမ်းမာရေးစောင့်ရှောက်မှုလည်းမရှိတော့။လုံးဝကျွန်တော်တို့နိုင်ငံကြီးကချွတ်ချုံကြတယ်။ရုပ်ရုပ်နဲ့တအားနာပါဘာလို့ဟုတ်ကဲ့အားနာအဲ့ဒီအတွက်ကိုနာမဲ့ဟိုအတူတူပေါ့ဒီတစ်နှစ်ကိုစုစုစည်းစည်းနဲ့ပြည်သူလူထုတစ်ရက်လုံးအောင်ကြွားလိုက်အောင်ပြီးတော့ဟုတ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါဆိုကြဟုတ်ကဲ့နှုတ်ဆက်စကားလေးပြောပြပါဦးဟုတ်ကဲ့ပါဗျာဒီလိုမျိုးစကားဝိုင်းမှာပါဝင်ဆင်းရဲခွင့်ရတဲ့အတွက်လည်း အများကြီးကျေးဇူးတင်ရှိပါတယ်တော်လန်ကြီးကလည်းကျွန်တော်တို့ကြာနေပြီဖြစ်တဲ့အတွက်ပြည်သူလူထုရောကျွန်တော်တော်လန်ကြီးဖွဲ့တွေရောပြည်သူလူထုအဓိကတော့ပြည်သူလူထုပေါ့တော်များများထိခိုက်နေနာနေပါပြီဆက်ပြီးတော့လည်းအဲ့မကြံတော့တဲ့အချိန်လေးတွင်းမှာအနာရှင်ပြုတ်ကြဖို့အတွက်ကိုအနာရှင်ကြဆုံးမှုအတွက်ကိုဝိုင်းဝန်းပြီးတော့ကိုကြီးဆောင်ရပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံပါတယ်ဒါမှပဲအခုလိုမျိုးကျွန်တော်တို့နောက်မျိုးဆက်တွေမှာအနာရှင်ဆိုတာအရင်မရှိမှပဲကျွန်တော်နိုင်ငံအများကြီးပဲဝင်ပြတုတ်တက်ပါပါအခုလို့ ကြည့်ရှုပေးတဲ့အတွက်ကောပူပေါင်းဟိုပါဝင်ဆောင်ရွက်ပေးကြတဲ့အတွက်ကောအများကြီးကျေးဇူးတင်ရှိပါတယ်လို့နောက်နေလည်းပြောချင်ပါတယ်အကလူသားနေရောဟုတ်ဆက်ကြားရေးပြောရပါအခုလိုကျွန်တော်ဒီရကားဝဲမှာပါဝင်ဆင်းနေခြင်းရတဲ့အတွက်လည်းဒီ B2B နိုင်အဖွဲ့သားတွေအကုန်လုံးကျေးဇူးတင်ပါတယ်။နောက်ရဒီဒီအခုဒီ2025အဲကတော့တော်လိုင်းရဲ့အဆုံးသက်နှစ်တို့တော့ထင်ရတာပေါ့။အဲတော်လိုင်းအဖွဲ့ကြီးတွေအနေနဲ့စုစုစည်းစည်းနဲ့ခြေတန်းလုံးလုံးနဲ့အဲဒီ ထိတိယရောက်တိုက်ခိုက်ပြီးတော့2015မှာအောင်မြင်စွာဒွန်လိုင်းပြီးဆုံးပါစီလို့ပဲဇူတောင်းနဲ့နှုတ်ဆက်ပါတယ်ဟုတ်ဟုတ်ကဲ့ပါကြာကျွန်တော်တို့အရှိမဆွေးနွေးသွားသလိုပဲပေါ့နော်ဒီစစ်ကောင်စီရဲ့ view ဟာတွေဘလို့ပဲပြောင်းလာပါစေဘလို့လက်နက်စမ်းတွေပဲအသုံးပြုနေပါစေဘယ်နိုင်ငံကနေဘလို့ပဲအကူအညီရနေပါစေဒီဒေါ်လာရေးကဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေနဲ့ပဲစခဲ့တဲ့ဒေါ်လာရေးဖြစ်ပါတယ်ဒါကြောင့်ဒီပြည်သူတွေဒါတော့လျှောက်ဟိုအမြဲတမ်းကျွန်တော်နဲ့အတူတူရပ်တည်နေရဆိုလို့ရှိရင် ဒါဒီလိုပြန်ရေးရတနေ့မှာတော့ကျွန်တော်အောင်မြင်မှာဖြစ်ပါတယ်အခုဒီနေ့ထိပါဝင်ခဲ့တဲ့ပြည်သူတယောက်ချင်းစီတိုင်းတယောက်ချင်းစီတိုင်းအောင်လေအလုံးလေးလေးစားပါတယ်ဒါကျွန်တော်တို့ဆွေးနွေးခဲ့တဲ့တွေကနေပြီးတော့အကျိုးရှိမဲ့ဟာလေးတစ်စုံတစ်ခုရခဲ့မယ်ဆိုလို့ရှိရင်လေဒါပါပြီးတော့ကျွန်တော်တို့ညှောက်ရပြီးအကျိုးနှက်ပါတယ်နောက်ထပ်စကားဝိုင်းတွေမှာလည်းဒါကျွန်တော်တို့ပြန်တွေ့ကြမှာပဲကျွန်တော်တို့ရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတယ်ဆိုလို့ရှိရင် like share subscribe လုပ်ပြီးတော့လေ comment တွေရေးပြီးတော့မှတ်ချက်ပေးဖို့လေဒါဖိတ်ခေါ်ပါတယ်ခင်ဗျာ ားလုံးကျေးဇူးတင်ပါတယ်